ဘောလုံးကစားကြတဲ့အခါဘောလုံးထိန်းတာနဲ့ဘောလုံးပေးတာမှာဘယ်ရာကပိုအရေးကြီးရလို့ထင်လဲတကယ်တော့ဘောလုံးကိုဝါသနာပါလို့ကစားရမယ်ဆိုရင်ဒီစကီးတွေကမရှိမဖြစ်အသင်ရုံသင်ရမယ်ဆိုတဲ့စကီးတွေထဲမှာပါပါတယ်ဒါပေမဲ့လည်းဒီအခြေခံအချက်တွေကိုပဲတလွဲလုံနေတာတွေကိုမြင်ရပါများလားတော့ဘောလုံးထိန်းတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေရာတွေနဲ့ဘောလုံးကိုထိန်းသင့်တယ်ဘယ်လိုနီးစနစ်ကြကြအထာကြကြဘောလုံးကိုလက်ခံလို့ရတယ်ဆိုတာတွေကို ီဗီဒီယိုထဲမှာထည့်ပြောသွားမှာပါပထမဆုံးတစ်ခုအနေနဲ့ရိုးရိုးမြေလိမ့်ဖို့လက်ခံတော်မယ်ဆိုရင်ခြေခွင်းနဲ့ထိန်းနာသည်သာအကောင်းဆုံးနည်းလမ်းပါဒီနေရာမှာကိုကဖူစေကစားတဲ့သူဆိုရင်ခြေပြားနဲ့နေပြီးတော့ထိန်းနာဖို့ကောင်းပါတယ်ကိုကအခုမှဘောလုံးကိုစကစားမယ်သူဘောလုံးကစားတာအရင်မကျွမ်းသိတဲ့သူတွေဆိုရင်ခြေကုံနဲ့ထိန်းနာတွေကိုတတ်နိုင်ဆုံးရှောင်သင့်ပါတယ်ဖြစ်လေဖြစ်တာရှိတဲ့အမှားတစ်ခုက ဘောလုံးထိန်းတော့မယ်ဆိုရင်အမြဲတမ်းခန္ဓာကိုယ်ကလိုက်ရွှေ့ဖို့မေ့နေတတ်ပါတယ်ခန္ဓာကိုယ်ကလိုက်ရွှေ့ရပါတယ်ဘောလုံးရဲ့လမ်းကြောင်းချိန်ပြီးတော့ညီမညီတာဖြစ်ဖြစ် ခုံပြီးတော့ bounce ဖြစ်ပြီးတော့လာတဲ့ဘောလုံးတွေဆိုရင်လည်းအတက်နိုင်ဆုံးခြေခွင်းနဲ့ပဲလိုက်ထိန်းပါခြေခွင်းနဲ့ထိန်းတဲ့အခါမှာခြေခွင်းကမြေကြီးကိုထောက်ပြီးတော့ထိန်းလို့လည်းမရသလိုတအားကြီးလေထဲမြောက်ထားလို့လည်းမရပါဘူးအမြင့်ဘောတွေဆိုရင်လည်းခြေခွင်းကိုပဲဦးစားပေးပြီးထိန်းပါ ိုယ့်ရဲ့ကျွမ်းကျင်မှုကိုလိုက်ပြီးတော့အမြင့်ဘောတွေကိုပေါင်းရင်ဘတ်ခြေပြားစတာတွေနဲ့လည်းထိမ့်လို့ရပါတယ်။ဒါဆိုအချိန်ပါလာတဲ့ဘောလုံးကိုဘယ်လိုထိမ့်မလဲ။တစ်ဖက်ကအချိန်ပါပါအားထည့်ပြီးပေးလိုက်တဲ့ဘောလုံးတွေကိုထိမ့်တဲ့အခါမှာကိုယ့်ခြေချင်းဝတ်တွေကိုသတိထားဖို့လိုပါတယ်။ခါရမ်းမသွားအောင် လော့လုပ်ထားမှာဖြစ်ပြီးအချိန်နဲ့လာတဲ့ဘောလုံးတွေကိုထိမ့်တဲ့အခါမှာတော့ထိမ့်မဲ့ခြေရောက်ကိုအရန်အားထည့်ထားလို့လည်းမရပါဘူး။ဆိုလိုတာ အားနဲ့လာတဲ့ဘောလုံးကိုအားထည့်ပြီးတော့ထိန်းလို့မရပါဘူးအခုပြထားတဲ့ဗီဒီယိုမှာလိုပဲဘောလုံးနဲ့ခြေရောက်ကိုထိလိုက်ပြီးဆိုတာတိလိုက်တဲ့အချိန်မှာပဲခြေရောက်ကိုအနောက်ဆုတ်လိုက်ရမှာဖြစ်ပါတယ်ဒါမှပဲဘောလုံးကကိုထိလိုက်တဲ့နေရာကိုထိန်းလိုက်တဲ့နေရာနားတဝိုက်မှာပဲရှိနေမှာဖြစ်ပါတယ်ဘောလုံးအထင်းသိမ်းကောင်းစေတဲ့အဓိက လေ့ကျင့်ခန်းတွေကဘောလုံးတော့ခြင်းတွေဖြစ်ပါတယ်ကိုခန္ဓာကိုယ်နဲ့ဘောလုံးထိကျက်များလေလေဘောလုံးထိန်းတဲ့စကီရီယာလည်းပိုကောင်းလာလေလေဖြစ်မှာပါ ခုပြောပြနေတဲ့အခါမှာသာနားလည်ရလွယ်ပြီးတော့အလွယ်လေးပါကွာလို့ထင်ရပေမယ့်တကယ်တမ်းကန်တဲ့အခါမှာဘောလုံးပေးတာနဲ့ဘောလုံးထိန်းတာတော့တိုင်ပတ်နေပြီးတော့ဘောလုံးကိုစီလာမအောင်ကြောက်နေကြတဲ့ကစားသမားတွေကိုလည်းမကြာခဏတွေ့ဘူးပါလေအဓိကကိုကြောင်ပြတ်သွားမှာဆိုတဲ့စိုးရင်စိတ်တွေကိုဖယ်ပြီးတော့ရဲရဲတင်းတင်းထိန်ရဲတင်းတင်းပေးပြီးတော့ဘောလုံးကိုပျော်ရွှင်စွာကစားကြဖို့အကြံပြုပါတယ်အဆုံးထိကြည့်ပြီးပြီဆိုတော့ဒီဗီဒီယိုကနေအကျိုးရှိတာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်